အနောယထာမင်းနဲ့ရှမ်းမင်းသမီးလေးတို့ဟာတအူးပေါ်တအူးအလွန်သဘောကျပေမဲ့၊ကိုယ်ကွင်းကြရတဲ့သမိုင်းကြောင်းဟာလည်းလွမ်းစော့စိတ်ဝင်စားပွဲဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါအောင်ရှင်။ မြန်မာနိုင်ငံမှာရွှေစာရံဖျားအမည်နဲ့မွန်ပြည်နယ်မှာတစုမန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မှာတစုရှိပါတယ်။အခုတင်ဆက်ပေးမှာကတော့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ထဲမှာရှိတဲ့ရွှေစာရံဖျားသမိုင်းအကြောင်းပဲဖြစ်ပါတယ်ရှင်။ရွှေစာရံဖျားတက္ကမဖြစ်သူစောမွန်လာဟာမောကိုပြည်တော်စုကိုအစိုးရတဲ့မောဘရင်ဆက်လုံဟိုမင်းရဲ့သမီးတော်ဖြစ်ပါတယ်။ တရုတ်ပြည်မှဆွေတော်မြတ်ကိုအနောယထာမင်းကအတိတ်တန်ဖြင့်သွားပင်းတဲ့အခါမအောင်မြင်ပဲပြန်လာတဲ့အချိန်မော်ရှန်တို့နဲ့မဟာမိတ်ဖွဲ့ခဲ့တယ်လို့သိရပါတယ်။မော်ရှန်ပြည်ရှိလေယာများကိုအနောယထာမင်းကနှစ်သက်အားကြတာကြောင့်ဆယ်မြောင်းလေယာလုတ်ကင်ကျွမ်းကျင်သူများကို တောင်းခံခဲ့ပါတယ်။မော်ဘီရင်ဆက်လုံဟုံမင်းကနှစ်တိုင်းပြည်ချစ်ကြည်ရင်းနှီးစေရန်လေယာဉ်ဦးကြီးများတာမကတမိတော်စုံးမွန်လာနှင့်မှလက်ဆက်ပေးခဲ့ပါဗျ လက်ဆက်ချိန်မှာသမီးတော်စွန်မွန်လာဟာအသက်28နှစ်အရွယ်ရှိပြီးဖြူဝင်းတဲ့အသားရည်နဲ့အရက်တမျှရှီလျားမဲနေတဲ့စံကေ